ရုရှားပေါ်နားလေသူဟာနောက်နိုင်ငံတွေထဲမှာဒေါ်နယ်ထရပ်ပဲရှိဟုရုရှားနိုင်ငံသားရေးဝန်ကြီးကပြောယူကရိန်းပဋိပက္ခနဲ့ပတ်သက်လို့ရုရှားရဲ့စိုးရိမ်ပူပန်မှုကို နားအလေဆုံးသူဟာအမေရိကန်သမ္မတဒေါ်နယ်ထရပ်တာဖြစ်တယ်လို့ရုရှားနိုင်ငံသားရေးဝန်ကြီးစာကေလာဘရော့က AP 7ရဲ့တူရကီမှာပြုလုပ်တဲ့တန်တမန်ဖိုရမ်မှာပြောပါတယ် နေတိုအဖွဲ့ထဲကယူကရိန်းကိုဝင်ခွင့်မပြုရေးဟာရုရှားရဲ့အခြေခံရည်တည်ချက်ဖြစ်သလိုနေတိုယူကရိန်းဆက်ဆံရေးတုံ့ပြန်ခြင်းဟာရုရှားလုံခြုံရေးအတွက်စိုးရိမ်စရာကောင်းတဲ့အခြေအနေဆိုတာကိုရုရှားအနေနဲ့အကြိမ်ပေါင်းများစွာပြောဆိုခဲ့ပြီးဖြစ်တယ်လို့လာဘရော့ကဆိုပါတယ်။ယူကရိန်းကနေတိုအဖွဲ့ဝင်ဖို့အာရုံစိုက်မှုတွေနေတိုအဖွဲ့ကယူကရိန်းကိုကူညီပေးမှုတွေဟာပဋိပက္ခရဲ့မူလဇင်းမြစ်တွေဖြစ်တယ်လို့လာဘရော့ကပြောပါတယ်။ယူကရိန်းကိုနေတိုအဖွဲ့ဝင်အဖြစ်လက်ခံလိုက်မယ်ဆိုရင် ကြီးမာတဲ့အမားကြီးတစ်ခုကိုကျူးလွန်တယ်လို့ဖြစ်လိုက်မယ်ဆိုတာကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကကောင်းကောင်းသဘောပေါက်လက်ခံထားတယ်လို့လာဘရော့ကဆိုပါတယ်နောက်နိုင်ငံကောင်းဆောင်တွေထဲမှာရုရှားရဲ့စိုးရိမ်ပူပန်မှုနဲ့ပဋိပက္ခရဲ့မူလအစင်းမြစ်ကို နားတဲ့လက်ခံသူဟာဒေါ်နယ်ထရန့်နဲ့အမေရိကန်အစိုးရပဲဖြစ်တယ်လို့ရုရှားနိုင်ငံသားရေးဝန်ကြီးစာကေလာဘရော့ကပြောသွားပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။